ဘတ်စင်တနေငနေနေ့ရာမင်းကြီးရဲ့သတင်းစကားကဏ္ဍမှာတော့ဒီတစ်ပတ်အတွက်ယောသားတို့၏ယုံကြည်ခြင်းသည်သာသနာတော်ကိုလမ်းပြသည်ဆိုသောကောင်းစဉ်ဖြင့်ဝေမျှခဲ့သည့်အကြောင်းအရာလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ကဘာတော်မှာဓမ္မဆရာဆရာမများရောမမျိုးတွင်စုဝေးနေကြခြင်း၌အိုယာမင်းကြီးလီယို14သည်အထူးဂျူဘလီပြိဿတွေ့ဆုံပွဲကိုကျင်းပခဲ့ပြီး စန်စုဖီဒေဟူခေါ်သောဖျားသခင်နဲ့ဆိုင်သောရာများအတွက်ယူသားသူတို့၏ယုံကြည်ခြင်းသည် သာသနာတော်ကိုလမ်းသစ်များအတိုင်းရှိသို့တွန်းအားပေးနေကြောင်းမိန့်ကြားခဲ့ပါသည်စက်တင်ဘာလ26ရက်မှ28ရက်နေ့ထိကျင်းပသောဓမ္မဆရာဆရာမများ၏ဂျူဘလီသို့ထောင်နှင့်ခြေသောဓမ္မဆရာဆရာမများတယောက်ကြစဉ်စနေနေ့၌ဗုရားမင်းကြီးလီယို14သည်စိန့်ပီတာယင်ပြေ၌အထူးဂျူဘလီလူတို့ပြိတ်သက်တွေ့ဆုံပွဲကိုကျင်းပခဲ့ပါသည်။ သူ၏ဓမ္မတုံသင်ချက်၌ပုရန်မင်းကြီးသည်ဆန်စုဖီဒေဘောအချက်တွင် ထောက်ရှုခဲ့ပြီးဘုရားသခင်၏ဆိုင်သောအရာများသို့ယူသားသူတို့၏စတ္ထမအာယုံတင်စားခဲ့ကြောင်းဘုရားသခင်သည်ယိုရှင်ပြည်ယူသားသူတို့အားမိမိကိုယ်ကိုထင်ရှားစေကြောင်းဤအကြောင်းကြောင့်ဘုရားသခင်၏လူမျိုး၌ယုံကြည်ရာတွင်မှားယွင်းခြင်းမရှိ infallibility သည်ရှိနေပြီးယဟန်မင်းကြီးမှားယွင်းမှုမရှိခြင်းသည်၎င်း၏ဖော်ပြချက်တစ်ခုနှင့် အမှုတော်ဆောင်ခြင်းသာဖြစ်သည်။ယာမင်းကြီးလေယို14က လေးရာစုနှစ်ကတန်ရှင်းသူ Ambrose အကြောင်းကိုခြေခံပြီးထိုချိန်ကတန်ရှင်းသူ Ambrose သည်သာသနာတော်အတွင်းပဋိပက္ခကြီးမားသောကာလ၌မီလန်မြို့၏အုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပါသည်။အရဖက်အာနာဝိုင်တဝန်းနေဖြင့်သူသည်မီလန်မြို့၏ဆရာတော်အသစ်ရွေးချယ်ပွဲတွင် ရေးပါသောခန်းကဏ္ဍမှပါဝင်ခဲ့ရပြီး ယုံကြည်သူများကြားတွင်ငြိမ်သက်မှုရှိစေရန်နားထောင်ခြင်းကြားဝင်ဆေးဆက်ပေးနိုင်သောသူ၏စွမ်းရည်ကိုအသုံးပြုခဲ့ရပါသည်။ရှေးစင်လာရဂလိငတ်တူးက Ambrose Bishop ဟုဩခဲ့ရမှ လူတို့တရားလုံးကသူ့ကိုဝိုင်းဝန်းထောက်ခံခဲ့ကြကြောင်းမှတ်တမ်းရှိခဲ့ပါသည်ထိုချိန်က Ambrose သည်စေကျော်ခြင်းပင်မခံရသေးပါသူဟာစေကျော်ခြင်းခံယူရန်ပြင်ဆင်နေသော လေလာသူ Cardigument တယောက်အခြေအနေမှာပဲရှိပါသေးသည်သို့တော်လည်းလူတို့ကဒီပုဂ္ဂိုလ်ထဲမှ net ဆိုင်သောယာတစ်ခုကိုရိတ်မိခဲ့ကြပြီးသူ့ကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်ဒါကြောင့်သာသနာတော်ဟာ သူ့ရဲ့အကြီးမားဆုံးဆရာတော်ကြီးတစ်ပါးဖြစ်တဲ့သာသနာတော်၏ပါရဂူဆရာတော် Doctor of the Church စိန့်အမ်ဘရိုးစ်ကိုရရှိခဲ့ပါသည်ဆက်လက်ပြီးယဟန်မင်းကြီးလီယိုကအမ်ဘရိုးစ်သည်ဖျားသခင်ထာမခေါ်တော်မူခြင်းဖြစ်သည်ကို နားမလည်မီပထမတွင်ညင်းပယ်ခဲ့ပြီးညိုထဲမှပင်ထွက်ပြေးခဲ့သည်ကြောင်းထို့နောက်မှသာစေကျော်ခြင်းခံယူရန်နှင့်ဆရာတော်ဖြစ်ခန့်အပ်ခြင်းကို လက်ခံခဲ့ကြောင်းပြောကြားခဲ့ပါသည်ကလေးငယ်တူဦးကဘီရှော့ပ်အမ်ဘရိုးစ်ဟုအော်ဟစ်ခဲ့သောအရာကိုအခြေခံပြီးပေါ်ယဟန်မင်းကြီးကကလေးသူငယ်များက သာသနာသို့ပေးအပ်သောကြီးမားသောလက်ဆောင်ကိုအံ့ဩမိကြောင်းမိန့်ကြားခဲ့ပါသည်ဒီနေ့ခေတ်မှာတောင်ဒါဟာတောင်းခံရမယ့်ဂျေဇုတော်ပါ ကျွန်ုပ်တို့ရရှိထားတဲ့ခေါ်တော်မူခြင်းခေါ်တော်မူခြင်းမှာရှင်တန်ရင်စစ်မှန်သော ခရိယံဖြစ်ဖို့လိုပါသည်ဟုမှတ်ကြားခဲ့ပါသည်မိဘများလုပ်ငန်းရှင်များလုပ်သမားများဆရာများဖုန်းတော်ကြီးများသို့မဟုတ်ဘာသာရေးသမားများနဲ့လူတိုင်းသည်မိမိတို့ရွေးချယ်ထားသောလမ်းကြောင်းမှတဆင့်ခရိယံဖြစ်လာရန်ခေါ်တော်မူခြင်းခံရကြောင်းယဟန်မင်းကြီးကမှတ်ချက်ပြုခဲ့ပြီး ကျွန်ုပ်တို့အမှန်တကယ်ခရိယန်ဖြစ်လာခြင်းရှိမရှိကိုလူအများကသိရှိနိုင်ကြောင်းထပ်လောင်းပြောကြားခဲ့ပါသည်သူ၏ခေါ်တော်မူခြင်းကိုလက်ခံပြည်တဲ့နောက်တန်ရှင်းသူအမ်ဘရိုးစ်သည်မိမိလူမျိုးတို့၏ယုံကြည်ခြင်းကိုမြင့်တင်ခဲ့ပြီးစာလံနှင့်ဓမ္မသချင်းများသည်ဆိုခြင်းဖျားဝတ်ပြုခြင်းလစ်တဂျီနှင့်တရားဒေသနာဟောပြောခြင်းတို့အတွက်နီလန်းသည့်များကိုပင်ဖန်တီးပေးခဲ့ကြောင်းအမ်ဘရိုးစ်၏တရားဒေသနာဟောကြားခြင်းမှာနောက်ပိုင်းတွင် သာသနာအတွက်ကြီးမားသည့်ဆရာတော်တစ်ပါးဖြစ်လာမည် ဆင်အဂုစတင်ကိုပင် ပြောင်းလဲစေခဲ့ကြောင်းမိမိကိုယ်တိုင်ရိတ်မိနိုင်ခဲ့ပြီးဒီနည်းနဲ့မျှော်လင့်ချက်ဟာတိုးပွားလာခဲ့တယ်။ရိတ်မိခြင်းအလိုလိုသိမိခြင်းဆိုတာမျှော်လင့်ခြင်းရဲ့နိလန်တစ်ခုဖြစ်တယ်။ဒါကိုမမေ့ပါနဲ့။ဏိကုံကျုံနေဖြင့်ပုံရံမင်းကြီးလေးတို့၁၄ကဖျားသခင်ဒီသာသနာတော်ကိုရှေ့သို့ရွှေ့လျားစေပြီးဖျားသခင်လူမျိုးတို့၏ယုံကြည်ခြင်းဖြစ်သောဆန်ဆူဖီဒေးဤမှတဆင့် လမ်းတင်များကိုတင်ပြပေးနေကြောင်းအလိုလိုသိမြင်ခြင်းရိပ်မိလာခြင်းသည်ရောက်လာလက်တန်သော ကောင်းငင်နိုင်ငံတော်အတွက်ယူသားသူတို့၏ visa instinct ဖြစ်ပါသည်ဂျူဘလီသည်ဖျားသခင်ရဲ့လိုဆန္ဒများကိုရိပ်မိရန်နှင့်အမှုတော်ဆောင်ရန်ဧဝံဂေလိတရားတော်နှင့်အညီယူသားသောသူများဖြစ်လာစေရန်ကျွန်ုပ်တို့ကိုကူညီပါစေဟုဆုတောင်းပေးရင်းအဆုံးသတ်ထားပါသည်